ခုနှစ်ဧပြီလ3ရက်ကျန်သာရေးနေ့အတွက်ခொနည်းသားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့တဲတော်နမိတ်ရဓာကိုစင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနေ့မှာ အခက်အခဲတွေစကားဆင်မပြေမှုတွေကြားကနေပြီးတော့ကြိုးစားရုန်းကန်အောင်မြင်ရတဲ့နေ့ဖြစ်ပါတယ်ဒီနေ့မှာဆောင်ရွက်ရမယ့်ကိစ္စတွေကအပိတ်ပင်အတားအဆီးနောက်ဆက်တွေကိုဖျက်ဆီးရတာပါတယ် ကိုယ့်ရဲ့အခက်အခဲတွေပြေပြောက်သွားဖို့လို့တော့ကတော့မိသွေးကတခုကိုနင်းပြီးတော့ခြေစစ်ပလိုက်ခြင်းအပြင်အခက်အခဲတွေအတိုက်ခိုက်တွေအနောက်ချက်တွေကနေလွတ်မြောက်သွားပါလိမ့်မယ်ဒီနေ့မှာခုနှစ်သားမိတွေအတွက်လူမှုရေးကိစ္စမိတ်ဆွေကိစ္စတကယ်ချင်းကိစ္စတွေမှာဂျားလူဂျားစကားတွေရှုပ်ထွေးတတ်ပါတယ်ရောင်းမယ်တွေ့မယ်စုံမယ်ပြောမယ်ဆိုမယ်တို့ချင်းဆိုထားတဲ့ကိစ္စတွေကလွဲချော်တာပြောင်းလဲတာမျိုးကြုံတွေ့တာတတ်ပါတယ်ဒီနေ့မှာ အလုံးခုနှစ်သားမိတွေကံထူးကောင်းမလို့ကုသိုလ်ရရရာဖြစ်နေရတော့တတဝဘေးမဲ့လွတ်တဲ့ကုသိုလ်လေးလှုပ်လိုက်ခြင်းအပြင်အစိုးညာခက်ခဲတွေကနေလွတ်မြောက်သွားပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးယရနာတွေကတော့မာဘုတ်ဗေဒနိယဇာတာပရိနိမရဏဘောရာဇဘောစာတာတွေဖြစ်ကြပါတယ်ရာဇဘောတွေရဲ့သဘောတရားအရဩဇာနာရှိခြင်းအောင်မြင်ခြင်းချမ်းသာခြင်းဆိုတဲ့ကောင်းသောအတိတ်နိမိတ်တွေရှိတဲ့ဇာတာပရိနိဘောရာဇဘောသာသမိယရနာတွေဖြစ်ကြပါတယ်ခင်ဗျာ ထို့သူဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ဒီနေ့မှပြုလုပ်တဲ့ကုသိုလ်ရတရားအနေနဲ့ကတော့အဝိစာအသစ်ကိုစတင်အသုံးပြုခြင်းနဲ့အတူမိဘဆရာသမားကြီးကဲသူများကိုအသီးအနှံပန်းဒီငပြောသည့်လေမောင်စသည်ဖြင့်အသီးအနှံတို့နဲ့ပူဇော်ကုသိုလ်ဒါနပြုခြင်းအပြင်တနည်းတားလုံးကံထုကံဆွမ်းကံကောင်းပါလိမ့်မယ်ခင်ဗျာ ဒီနေ့အကျိုးပေးတဲ့စူမူကဏ္ဍကတော့၃ကဏ္ဍ၃ရာကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စများအဆင်ပြေအောင်စွန့်ကန်ကြတဲ့ကိုရင်ဦးစင်းကိုတကြားလူပြီးဆူတောင်းလိုက်ပါဒီနေ့အတွက်စတိုးဆိုင်နဲ့ကုန်းစုံဆိုင်နဲ့လဖဲ့ဆိုင်နဲ့စားတောက်ဆိုင်နဲ့ရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုင်ရှိမျက်နှာသာကိုအချိုးရင်နဲ့ငယ်ပက်ပြန်းပြီးဆူတောင်းလိုက်ခြင်းအပြင်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်တို့တို့အမှုအကင်းကြုံနေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဘဲဥမှာရေးပြီးတော့ညနေပိုင်းရေစည်းကိုမျောပလိုက်ပါ ကျမိုင်ညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမိုင်ညံ့နေသူအတွက်ဓာတ်စာဖြစ်နေအသည်အနှဲ့ငယ်စပြီးကျမဖို့ဆူတောင်းလိုက်ပါခင်ဗျာတို့တူအခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာတော့အနောက်ရှေ့အတိုက်ခိုက်တဲ့ကြောင့်စကားဆင်ပြေဖြစ်တတ်တယ်သဘောထားကွဲတတ်တယ်ပြိပခတ်ပြဿနာတွေပေါ်တတ်တယ်ဒါကြောင့်မို့ဒီလိုရမ်းမျိုးမှာကောင်းကျင်မောင်းဆွန်ကတ်လူချင်းအပြင်အခြေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ